ကလောခရိုင်ပြည်သူစေယုံကြီးတွင်တုံးထက်လူနာဆောင်တေဆောက်လုံနိုင်ရေးတာဝန်ရှိသူများကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကလောခရိုင်ပြည်သူစေယုံကြီးစေကုသမှုလုပ်ငန်းများပုံမှုအဆင့်မြင့်တင်နိုင်ရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးလမ်းညွှန်ချက်အရပြည်သူစေယုံကြီးတွင်တုံးထက်လူနာဆောင်တေဆောက်လုံနိုင်ရေးအောက်တိုဘာလ19ရက်နေ့ပိုင်းကတာဝန်ရှိသူများကွင်းစင်းကြီးစုဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ ထို့သောကွင်းစင်းဆောင်ရွက်ရာတွင်နေပြည်တော်ကုသရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်စီမံဘဏ္ဍာဒေါက်တာကျော်စရာအင်ဂျင်နီယာဌာနမှတာဝန်ရှိသူများပြည်내ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများသည်ကလောခရိုင်ပြည်သူ့စေယုံကြီးစေကုသမှုလုပ်ငန်းများပုံမှုအစဉ်မြင့်တင်နိုင်ရေးအတွက်စံကိုက်ခွဲစိတ်ကံပါရှိသောတုံးထက်လူနာဆောင်တဲ့စောက်လုံရန်မြင်နေရာကြည့်ရှုပြီးစီတီပလန်ရေးဆွဲခြင်းနှင့်လက်ရှိအသုံးပြုနေသောနှစ်ထက်လူနာဆောင်တို့ လူနာများအောက်ဆီဂျင်အိုးများအတင်ချပြုလုပ်ရာတွင် လွဲကူအဆင်ပြေစေရန် trolley ways လို့ပြီးထည့်သွင်းရန်တွင်မြေပြင်ကွင်းစင်းကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များမှာကြားခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ